တနင်္ဂနွေနေ့သာသမီများနိုဘာလ3ရက်မှ6ရက်အတွင်းတပတ်စာပေတင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးစိတ်လေစိတ်ထွေပြီးတော့ဆုံးဖြတ်ချက်အမှားတွေချမှတ်တတ်ပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်များမိသားစုနဲ့အများနဲ့တိုင်ပင်ပြီးမှဆုံးဖြတ်သင့်ပါတယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့မကြခင်မှာတည်ငောင်းနေကြားဖို့ရှိနေပါတယ်ကောင်းတဲ့အခီးများ သွားဖို့ရှိနေပါတယ်။ရက်ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ကတော့အောင်မြင်ခြင်း ပြည့်ရွှင်ခြင်းများစတင်မွေးဖွားသောနေ့ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးကံကတော့အနှဲငယ်ညံ့နေပါတယ်။ငွေအလိန်ခံတတ်ပါတယ်။ငွေတက်ပြောက်တာမျိုးအထားမှားတာမျိုးဖြစ်တတ်ပါတယ်။အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအမြင်နဲ့အယူဆတွေ ကွယ်လွယ်နေတတ်ပါတယ်။မကြာခဏစကားများတတ်ပါတယ်။အိမ်ထောင်ရင်းနဲ့ပတ်သက်လို့တော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွေးနေပါတယ်။အဲ့တော့ကွဲမလို့ဖြစ်နေတဲ့အိမ်ထောင်ရင်းများကတော့မကွဲမပြတ်ပါဘူး။စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွေးနေတော့နေပဲဖြစ်ပါတယ်။အဲ့တော့ပညာရေးကံကတော့အင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အပူလောင်တာမျိုးမျက်စိနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တိတိုးကန်ဆန်းမယ်ဆိုရင်တော့9 3 6ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့အစိမ်းရောင်အနက်ရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းတဲ့ပစ္စည်းများကိုဘဲဥပြုတ်နဲ့ခောက်ပြီးပါဘဲဥပြုတ်ဒါကြက်လည်းဆူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ ဘယ်နေမစို့ဘယ်ရှိမစို့ဘယ်နေရာမစို့ဆောင်ရွက်နိုင်ပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုဘယ်ဥပုံနဲ့ခောက်ပေးပါ။ကံကောင်းစင်မဲ့ရေရာကတော့ချိုးမဲ့ရေထဲမှာအဖြူရောင်ပတ်တပွင့်ထဲပါရေချိုးရင်းဆိုတော့ပါ။အဲ့တော့ဖလားထဲမှာရေထဲပါပန်းအဖြူတပွင့်ထဲပါရေချိုးရင်းနဲ့ဖြစ်ချင်တာများကိုဆူတောင်းပါ။ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟော့ချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟော့ချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကြည့်အားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေပါ။ တနင်္လာသာသမီများနိုဝင်ဘာလ3ရက်မှ6ရက်တွင်တပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်။အရင်ကြည့်မာတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့ကံညံ့နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာဖို့ရှိနေပါတယ်။အဲ့တော့ကောင်းပြီးသားသူများကတော့ညံ့သွားတတ်ပါတယ်။အဲ့တော့မညံ့ရလေအောင်အရေးပြောင်းရေးပေးပါ။ကိုယ်နားမှာရှိတဲ့ပစ္စည်းတွေနေရာပြောင်းရွှေ့ပေးပါ။နောက်ကိုယ့်ရဲ့အတွေးခေါ်တွေ ဘဝရဲ့ခံယူချက်တွေအမြင်တွေပြောင်းလဲသွားဖို့ရှိနေပါတယ်။ကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်။စီးပွားရေးအလုပ်ကိုင်းတဲ့ပတ်သက်လို့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်အခံတွေအပြိုင်အဆန်းတွေအခက်အခဲတွေရှိနေတယ်ပါလေ။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းတဲ့ပတ်သက်လို့သူမြောက်အားကိုးလို့မရဘူး။ကံတရားကိုလည်းအားကိုးလို့မရဘူး။ကိုယ်ပိုင်ညာကိုယ်ပိုင်ဟန်ကိုယ်အလိုရှိတဲ့အရာများကိုကိုယ့်အကူလောက်ယူမှအောင်မြင်ပါလိမ့်မယ်။ဒါငွေကြေးနဲ့ပတ်သက်လို့တော့အင်မတန်ကောင်းနေပါလေ။အဲ့တော့ ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းများစတင်မွေးဖွားသောနမိတ်ဖြစ်ပါတယ်အဲ့တော့ရဆက်ရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်မှုရှိနေပါတယ်ငွေကြေးအကြံစီတွေအောင်မြင်မဲ့ငွေကြေးနဲ့ပတ်သက်ပျော်ရွှင်ရမယ့်နမိတ်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်မကြခင်မှာငွေကြေးနဲ့ပတ်သက်လို့တင်းကောင်းနေကြားဖို့ရှိနေပါတယ်အဆက်သက်ကောင်းနေပေါ်လာဖို့ရှိနေပါတယ် တော့အခြေအနေပတ်သက်လို့ကတော့တဲ့စိတ်နှောက်ရှက်ဖြစ်စရာလေးတွေစိတ်ပူစရာလေးတွေရောထွေးနေပါလိမ့်မယ်။ပြက်မလို့၊ကွဲမလို့ဖြစ်နေတဲ့ချစ်သူများကတော့မပြက်မကွဲပါဘူး။သို့တော့ပျော်ရွှင်မှုတွေနှဲပါနေတဲ့ရင်ခုန်မှုတွေအေးဆက်နေတဲ့နမိတ်ပဲဖြစ်ပါတယ်။အိမ်ထောင်ရင်းနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတယောက်ကိုအကြောင်းပြုပြီးတော့ကတော့ကွက်စားလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အမျိုးသမီးတယောက်ကြားဝင်နှောက်ယှက်တာမျိုးလည်းဖြစ်တတ်ပါတယ်။သူသတိထားပြီးတော့ပြန်တန်းစေလို့ပါတယ်။အဲ့ဒီကအမျိုးသမီးဟာ ရေနာနီသောအမျိုးသမီးဖြစ်ပါတယ်။ပညာရေးကံအလယ်လက်အကြီးကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပြီးတော့လူ့အများများကြိုးစားအထောက်အပံ့ရေးကြည့်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့အပူလောင်နာမျိုး၊ညာဘက်လက်နဲ့ပတ်သက်တဲ့ယောဂမျိုး၊ဝမ်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီတိုကစားမယ်ဆိုရင်တော့196ဖြစ်ပါတယ် ကံကောင်းစေတဲ့အယောင်တွေကတော့အဝါယောင်အနီယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါ။ရက်ခတ်တဲ့ရက်တောင်နဲ့ရက်ခတ်ပေးပါ။ရက်လေးပဲရက်ပေးပါ။ပစ္စည်းကလည်းစူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါ။ရက်ပေးပါ။ကံကောင်းစေမဲ့ရည်ရည်ရာကတော့ ။ဖိုးမဲ့ရေထဲမှာအဝါရောင်ဘတ်တပွင့်ထဲမှာရေချိုးရေးစုတောင်းမှာအင်္ဂါသာသမီများနိုဝင်ဘာလ3ရက်မှာကိုယ့်ရဲ့အတွင်းတပတ်စာဘေးရင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်အတိတ်ကံကိုအကြောင်းပြပြီးတော့ငွေတွေအစိုးလိုက်အပုံလိုက်ရတတ်တဲ့နမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့အကြံစီများဟာလည်းပဲအတိတ်ကံကိုအကြောင်းပြပြီးတော့အောင်မြင်ပါလိမ့်မယ်။ကိုယ်မှာစိတ်ပူကြတဲ့အခက်အခဲတွေရှိတယ်ဆိုရင်လည်းပဲကံကြောင့် လွတ်မြောက်သွားပါလိမ့်မယ်။အမျိုးသမီးတယောက်ရဲ့အကူအညီကောင်းအကြံဉာဏ်ကောင်းများလည်းကြီးကြီးမားမားရဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ကိုလည်းပတ်သက်လို့ဘာသာရေးကိန်းဆိုင်တဲ့လူကြီးတယောက်ရဲ့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ကိုလည်းပတ်သက်လို့အကြံစီရွက်ချက်တွေဟာဘာသာရေးကိန်းဆိုင်တဲ့လူတယောက်ကိုအကြောင်းပြုပြီးတော့တိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာငွေများ ကျင့်ကြံကြံနေတတ်ပါတယ်။ငွေအတွက်စကားပြောညှင်းခုံဖြစ်ရှင်းရတတ်ပါတယ်။အဲ့တော့ငွေကြေးကိစ္စများအထူးသတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်။အခြေအနေပတ်သက်လို့တော့ရံဖြင်းလိုက်ပြန်ဖြင်းလိုက်တဲလိုက်မတဲလိုက်ဖြင်းတတ်ပါတယ်။လမ်းခွဲခြင်းနဲ့ပြည့်စဲခြင်းနဲ့စိတ်များလည်းပဲပေါ်နေတတ်ပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့တော့ကောင်းလိုက်မကောင်းလိုက်ဖြစ်နေတတ်ပါတယ်။အင်တာဗျူးနဲ့ပတ်သက်လို့တော့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ အိမ်တော်ရဲ့အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ပျော်ရှင်စရာတွေကျဉ်းနှူးစရာတွေဂရုစိုက်ခံရမှုတွေနဲ့စိတ်လုံရှားရင်ခုန်ပျော်ရှင်စွာဖြတ်သန်းရမယ့်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေအစိုးလက်အပုံလိုက်ဝင်ခြင်းအဖို့တန်ဆက်ပစ္စည်းဝင်ခြင်းများလည်းကျွမ်းဝတ်တတ်ပါတယ်အဲ့တော့ပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်။စာကြက်တဲ့နေရာနေရာလေးပြောင်းပြီးတော့ကြက်ပြပါ ကိုနားမှာရှိတဲ့ပစ္စည်းချို့နေရာပြောင်းရွှေ့ပေးပါကျမ်းမိုင်နဲ့ပတ်သက်လို့တော့စီးနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးဖြစ်တော့ကန်စမ်းမယ်ဆိုရင်တော့9နှစ်6ရှစ်ဖြစ်ပါတယ်ကန်ကောင်းစေမယ့်အရောင်တွေကတော့အပြာရောင်အဖြူရောင်အဝါရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ် ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနှလုံးနဲ့ခောက်ပြီးပါပလင်းပလင်းသေးလည်းရတယ်ကြီးလည်းရတယ်။ပေါက်ပါလေးခောက်ပြီးပါပဇက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုစောင့်ရနေပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ခောက်ပြီးပါ။ကံကောင်းစီမဲ့ရေရရာကတော့ချိုးမဲ့ရေထဲမှာနွားနုအနေငယ်ထဲပါရေချိုးရင်းဆူတောင်းပါ။ဖလားထဲမှာရေထဲပါနွားနုလေးတစ်စွန်းလောက်လေးထဲပါအဲ့ဒီကရေနဲ့ရေချိုးရင်းနဲ့ မိမိအလိုရှိတဲ့ဖြစ်တဲ့အရာများကိုဆူတောင်းပါကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါသည် နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာဘုဒ္ဓဟူသာသမီများနိုဝင်ဘာလ3ရက်မှ6ရက်အတွင်းတပတ်စာဘေဒီဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ ခြေတော်ခဲနောက်ဆုံးခဲဆုံးဖြတ်ခဲရွေးချယ်ခဲအခြေအနေများကြုံရတဲ့ပါတယ်မိသားစုရေးနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတဲ့ပါတယ်စီပွားရေးအလုပ်ဝင်နဲ့ပတ်သက်လို့အကူအညီကောင်းအဆက်အသွယ်ကောင်းအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်စီပွားရေးနဲ့ပတ်သက်လို့အလုပ်ဝင်နဲ့ပတ်သက်လို့တိုးတက်ဖို့အောင်မြင်ဖို့အတွက်အကူအညီကောင်းနှစ်ခုအဆက်အသွယ်ကောင်းနှစ်ခုအစီအကူအကြံကောင်းဉာဏ်ကောင်းနှစ်ခုပေါ်ထွက်လာပါလိမ့်မယ်နှစ်ခုစလုံးကောင်းပါလား ငွေကြေးနဲ့ပတ်သက်လို့စိတ်ပူထင်ငော်ပြီးမှအောင်မြင်ပါလိမ့်မယ်။ငွေနဲ့ပတ်သက်လို့စကားပြောမှားတာမျိုးကြွတာမျိုးအတွက်ချက်မှားတာမျိုးစင်းအင်းမှားတာမျိုးကြုံတတ်ပါရဲ့။အဲ့တော့အထူးသတိထားပြီးတော့ပြက်တန်းစီလိုပါရဲ့။အဲ့တော့ငွေကြေးအကြံစီများကတော့စိတ်ပူစရာတွေစိတ်နှောက်ယှက်ဖြစ်စရာတွေပြောမှဆိုမှအတွက်ချက်မှားတွေကြားတဲ့ကနောက်ဆုံးမှတော့အောင်မြင်ဖို့ရှိနေပါရဲ့။အိမ်ထောင်ရေးကံကတော့မတရားကောင်းမတရားညံ့တော့တတ်ပါတယ်အိမ်ထောင်ရေးကံ ညံ့နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာဖို့အစဉ်ပြေလာဖို့ရှိနေပါတယ်အဲ့တော့အစဉ်ပြေပြီးသားသူများကတော့မထင်မှတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့အညံ့နေဖြစ်လာတတ်ပါတယ်အဲ့တော့မညံ့ရလေအောင်အိယာရောက်ဝင်ပြီးပါအဲ့တော့ပညာရေးနဲ့ပတ်သက်လို့တော့ပညာရေးမှာစိတ်ဝင်စားမှုတွေအားနည်းနေတတ်ပါတယ်ဆုံးဖြတ်ချက်အမှားတွေချမှတ်တတ်ပါတယ်အဲ့တော့တည်ငြိမ်စွာနဲ့လူကများများစူးစမ်းအားထုတ်ဖို့ရည်ကြည်ပါတယ်စာအုပ်စိတ်ဝင်စားဖို့ရည်ကြည်ပါတယ် စိတ်ဝင်စားမှုအားနည်းတဲ့ဆိုရင်နမိတ်ဖြစ်ပါတယ်။ဈာမိုင်းနဲ့ပတ်သက်လို့ကတော့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။အမျိုးသမီးတွေကတော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထိထိုးကန်ဆန်းမှဆိုရင်တော့3945ဖြစ်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့ လင်ပန်းတစ်ချက်နဲ့ရက်ကပ်ပေးပါလင်ပန်းစတိလင်ပန်းကိုလင်ပန်းတန်လင်ပန်းရပါတယ်ရက်ကပ်ပေးပါပေါပေါလေးရက်ပေးပါဘယ်နေမစိုးဘယ်ချင်းမစိုးလုပ်ပါဒါကလည်းစူတောင်းပါရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုလင်ပန်းတစ်ချက်နဲ့ရက်ကပ်ပေးပါရက်ပေးပါကံကောင်းတဲ့အရောင်တွေကတော့အဖြူရောင်အစင်းရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ကံကောင်းတွင်မဲ့ရေရာကတော့ချိုးမဲ့ရေထဲမှာဒိန်ချင်အနှဲငယ်ထဲပါရေချိုးရင်းနဲ့ဆူတောက်ပါ ဗလာတဲ့မှာရေထဲပါဒေညင်လေးဒဇွန်တော့လေးထဲပါအဲ့ဒီကရေနဲ့ရေချိုးရင်းနဲ့မိမိအလိုရှိတဲ့ဖြစ်တဲ့အရာများအောင်စုတောင်းပါအဲ့ဒါကံကောင်းစေတဲ့ရည်ရည်ဖြစ်ပါတယ်မကြကနာစာပေနေပါတယ်တစ်ပတ်လုံးကဲကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်းစေကြကျန်တာပရိသတ်သမီးများနိုဝင်ဘာလ3ရက်မှ4ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ် တော့ကံကောင်းစေမဲ့ရေရာကတော့ချိုးမဲ့ရေထဲမှာအနီရောင်ပန်းတပွင့်ထဲမှာရေချိုးရင်းစုတောင်းပါပလာထဲမှာရေတဲ့အနီရောင်ပန်းတပွင့်ထဲအဲ့ဒီကရေလေးနဲ့ရေချိုးရင်းနဲ့မိမိအလိုရှိတဲ့အရာများကိုစုတောင်းပါအဲ့တော့ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချောပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေဗျာတောက်ကြသာသမီများနိုဝင်ဘာလ3ရက်မှ9ရက်အတွင်းတပတ်စာပေရင်ဟော့စတန်ဖြစ်ပါတယ် တော့အရင်ဆုံးနေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်းစေဗျာစနေသားသမီးများနိုဝင်ဘာလ3ရက်မှ6ရက်တွင်ဇပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမှာပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိတ်ထားကြဖို့ဖြစ်ပါတယ် အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံတွေအပြိုင်ဆိုင်တွေအခက်အခဲတွေရှိနေတတ်ပါတယ်အဲ့တော့ကံတရားကိုအားကိုးလို့မရဘူးသူများကိုအားကိုးလို့မရဘူးမိမိအလိုရှိတဲ့အရာများကိုမိမိကိုယ်တိုင် လုပ်ယူမှဖန်တီးယူမှရပါလိမ့်မယ်ကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်ဟန်များနဲ့ကိုယ့်အားကိုကိုပြီးတော့လုပ်ယူပါဖန်တီးယူပါစီပွားရေးအလုပ်ဝင်တဲ့ပတ်သက်လို့အမျိုးသမီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်စီပွားရေးနဲ့ပတ်သက်လို့အလုပ်ဝင်တဲ့ပတ်သက်လို့အပြောအပြောဆိုမှားတာမျိုး အတွက်ချက်မှားတာမျိုးစင်းအင်းမှားတာမျိုးဖြစ်တတ်ပါတယ်သတိထားစေလိုပါတယ်ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်ငွေကြေးနဲ့ပတ်သက်လို့ဝမ်းသာခြင်းပျော်ရွှင်ခြင်းများစတင်မွေးဖွားသောနေ့ပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါတော့မယ်အဲ့တော့ရသရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ဝန်သမျှငွေတွေလည်းမြဲဖို့ရှိနေပါတယ်အဲ့ငွေကြေးနဲ့ပတ်သက်လို့ဝမ်းတာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းများထုံမုံးနေတဲ့နေ့ပဲဖြစ်ပါတယ်။အ ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နေပါတယ်အဲ့ဒါအခြေအနေပတ်သက်လို့ပါလဲအကောင့်ထဲမှာရှိနေပါတယ်အခြေရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေတယ်ပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများကတော့ပြေတဲ့ပြေပါလိမ့်မယ်အဲ့တော့တယောက်တယောက်နားလည်မှုတွေမျှဝေခံစားမှုတွေဝယူဆိုင်ခံရမှုတွေနဲ့စိတ်လှုပ်ရှားရင်ခုန်စွာဖြတ်သန်းရမယ့်နမိတ်ပဲဖြစ်ပါတယ်အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်အင်ထာဝရင်းနဲ့ပတ်သက်လို့ကတော့ ပြည်မျိုးကိုအကြောင်းပြပြီးတော့နေနေများစေဝန်းကွက်တတ်ပါတယ်ကတောက်ကဆဖြစ်တတ်ပါတယ်အဲ့ဒါဆွေမျိုးတွေကလူ၃ယောက်အတွဲပြည်ထားစီလိုပါတယ်အိမ်ထောင်ရင်းမှာဝင်ရှုပ်တတ်ပါတယ်ပညာရေးကံအလဲလိုက်မှာပဲရှိနေပါတယ်စာကျက်တဲ့နေရာလေးနေရာပြောင်းရွှေ့ပြီးတော့စာကျက်ပေးပါကျမ်းမိုင်းနဲ့ပတ်သက်လို့ကတော့ခြေတော့ခါဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများတည်ထားစီလိုပါတယ်ချစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့ 3491ဖြစ်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့လင်ပန်းတစ်ချက်နဲ့ရက်ကပ်ပြီးပါလင်ပန်း။ဒါစတိလင်ပန်းလည်းရတယ်၊ကိုလင်ပန်းလည်းရတယ်၊တန်လင်ပန်းလည်းရတယ်။ရက်ကပ်ပြီးပါပေါ့ပေါ့လေးရိုက်ပြီးပါ။ပါးစပ်ကလည်းစူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကို လင်ပန်းတစ်ချက်နဲ့ရက်ကပ်ပြီးပါရိုက်ပြီးပါ။အဲ့တော့ကံကောင်းစင်မဲ့ရေရရာကတော့ရွှေငွေနဲ့ရေချိုးပြီးပါ။ဖလားထဲမှာရေထည့်ပါ။ ရွှေတဲ့ပစ္စည်းထဲပါပတ်စံအတင်းလေးသမို့အကျွေးစည်းထဲပါရွှေနဲ့ငွေနဲ့စိန်ထားသောရေနဲ့ရေချုံးရင်းနဲ့မိမိအလိုရှိတဲ့အရာများကိုစုတောင်းပါဘယ်နည်းမစိုးဘယ်ချိန်မစိုးစာပြုတ်နိုင်ပါလေပကြခဏလုပ်လို့ရပါတယ်ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေကြား